ဒီလောက်ခတ်မှုကြောင့်အဆောင်ပြုကြပေးမိနေတဲ့သူတွေကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်အထူးတပ်ဖွဲ့ဝင်တွေနဲ့နိုင်ငံတကာကကေဆေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ကေဆေးနေတဲ့အကြောင်းအရာကိုပြောပြပေးချက်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းရင်းလောက်ခတ်မှုကြောင့်အဆောင်ပြုကြပေးမိနေတဲ့သူတွေကိုမိသက်ဥစည်းဌာနကရှာဖွေကေဆေးအထူးတပ်ဖွဲ့ဝင်တွေဟာတူပီသူသမရနိုင်ငံကရှာဖွေကေဆေးရေးတပ်ဖွဲ့ဝင်တွေမလေးရှားနိုင်ငံထိုင်းနိုင်ငံနဲ့ရုရှားနိုင်ငံကရှာဖွေကေဆေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ကုညီကေဆေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။ 2025ခုနှစ်မတ်လ31ရက်နေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေစောင့်တဲ့နေရာမှာရင်းတန်းကြောင့်မန္တလေးမြို့ပေါ်က Grey World Hotel အဆောက်အုံပြုချပစ္စည်းရနေရာကနေကိုဝင်ဆောင်အမျိုးသမီး2ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးတိတ်ဆုံးသူအမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိတည်ဆောင်ပေးနိုင်ခဲ့ပါတယ် စကိုင်းဗီလာဆောင်ပြုချပျက်စီးတဲ့နေရာမှာလဲမိသက်ဥစည်းဌာနကရှာဖွေကယ်ဆေးတပ်ဖွဲ့ဝင်တွေဟာတရုတ်ပြည်သူသမ္မတနိုင်ငံကရှာဖွေကယ်ဆေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရမှာအမျိုးသမီး၂ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးတေဆုံးသူအမျိုးသမီး၂ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိတည်ဆောင်ပေးနိုင်ခဲ့ပါတယ် နေပြည်တော်သဗျူတိရီမြို့နယ်ညာနာဒိတ်ရက်ကွက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်ရှာဖွေကဲဆိုင်အထူးတပ်ဖွဲ့ဝင်တွေနဲ့ရန်ကုန်တိုင်းဒေသကြီးကရှာဖွေကဲဆိုင်တပ်ဖွဲ့ဝင်တွေတပ်ဆိုင်ရာဖွဲ့စည်းတွေပူးပေါင်းပြီးရှာဖွေကဲဆိုင်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်တဲ့နေရာမှာတေဆုံးသူ၄ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိတည်ယူနိုင်ခဲ့ပါတယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကုညီဆောင်ရွက်ပေးနေတဲ့ထိုင်းနိုင်ငံကယ်ဆယ်အဖွဲ့ကလေ့ကျင့်ပေးထားတဲ့ K9 အမည်ရှိတဲ့ခွေးလျာဆွေလေသူ့ရဲ့ mission တွေအတိုင်းနိုင်ပိုင်းအတွင်းမှာပြိုကျပြီးပိတ်မိနေနေရာတွေကြားကလူအယောက်10ဦးကျော်ကိုအနှံ့ခံပေးပြီးကယ်ဆယ်ရေးအဖွဲ့ဝင်တွေကိုအချက်ပြထောက်ပြရင်းနဲ့ကယ်ဆယ်ပေးနိုင်ခဲ့တဲ့အတွက်လူမှုကွေရဲ့တုံးသူတွေကြားမှာရေပန်းစားနေပြီးတော့ကျေးဇူးတင်စကားသံတွေအုံပြုစကားတွေနဲ့အတူချစ်ခင်အားပေးနေတာကိုလည်းတွေ့ရပါတယ်ရှင်။